အရသာပြေဆုံးပြီးစားလို့ကောင်းတဲ့ပေပြချက်ဥမွေကျော်ဟင်းပထမဆုံးပေပြအပြော့တတုံးကို ပြင်ဆင်ထားပါပကံလုံးအတွင်းချက်ဥ၃လုံးထဲကတမအောင်မွေပါအဲဒီနောက်ပေပြတုံးကိုတင့်လျော်တဲ့အရွယ်အစားအတိုင်းလှည့်ဖြတ်ထားပါကျက်တုံဒီတချမ်းကိုနှုတ်နှုတ်ဆင်းတာ အရောင်နှင့်အရသာအတွက်ခေါင်းလောင်းရုပ်ပွားအစိမ်းတစ်ချမ်းနှင့်အနီတစ်ချမ်းကိုအတုံးသေးများဖြစ်အောင်လေးပါမပါမဖြစ်ပါဝင်ပစ္စည်းများဖြစ်တဲ့မရုပ်ပွားအတောင်ရှည်နှစ်တောင်းနဲ့ကျက်တုံမိတ်တင့်တော်တဲ့ပမာဏကိုလှီးဖြတ်ကာကျက်တုံဖြူထောင်းတစွန်းပြည့်ဖြစ်တီးခြားပြင်ဆင်ထားပါအနှစ်ပြုတ်လို့ရန်အတွက်ရေ200မီလီလီတာတဲကိုခယူစီ3စွန်း၊တကြားတစွန်းမောက်မောက်၊ဟင်းချက်ဝိုင်တစွန်း၊ပိငံပြာရည်တစွန်းအပြည့်ထဲကမှွေပါ ပြီးရင်တော့ကုံမုံတစွန်းမောင်းမောက်ထဲကတမအောင်မှွေပေးပါစတင်ချက်ပြုတ်ဖို့အတွက်ပြီးဖြတ်ထားတဲ့ပဲပြားနဲ့ကြိုတင်မွေထားတဲ့ကြက်ဥသုံးပုံတပုံကိုယောဂါနှက်အောင်နေပေးပါ။အဲဒီနောက်ဒဲအိုးအတွင်းဟင်းချက်စီသုံးစွန်းထဲကစီများပူလာပြီဆိုလျင်ကြက်ဥနှင့်နေထားတဲ့ပဲပြားကိုကြော်ပါ။ပဲပြားသားပေါ်ကကြက်ဥအနှင့်များတင်းလာရင်တော့မွေထားတဲ့ကြက်ဥများကိုထည့်ပြီးညင်သာစွာမွေကြော်ပေးပါ။ ကျက်ဥများကျက်သွားပြီးပကံအတွင်ခဏတာကူးခတ်ထားပါဒေအိုးရဲကိုဟင်းချက်စီသုံးစွန်းထည့်ပြီးကြိုတင်လိဖြတ်ထားတဲ့စက်တုံဖြူမရုပ်ပွားနဲ့စက်တုံမိတ်တို့ဖြင့်ကြော်ပါစက်တုံဖြူနှင့်မရုပ်ပွားအနံ့များတင်းလာရင်ကြံရှိနေတဲ့မရုပ်ပွားအစိမ်းအနီနှင့်စက်တုံနီတို့ကိုထည့်ကာတမအောင်ငွေကြော်ပေးပါအဲဒီနောက်ကြိုတင်ဖြော်ထားတဲ့အနှစ်ကိုလောင်းထည့်ကာချက်ပြုတ်ပါအနှစ်များပွက်လာပြီဆိုရင်ကြော်ထားတဲ့ပေပြောက်ကျက်ဥရုနဲ့ယောကာတမအောင်ငွေပေးပါ ဟင်းနှစ်များအပြည့်အဲအတင်းဖြစ်လာရင်တော့ချက်ပြုတ်ချင်းပြီးပြီဖြစ်ပါတယ်။ဒါဆိုရင်စားလို့လဲကောင်းမရတာလဲထူးခြားတဲ့ပေပြချက်ဥငွေကြော်ဟင်းကိုစားသုံးနိုင်ပြီဖြစ်ပါတယ်။嗯，嗯。